မောင်းနင်းမှာနေစင်မနဲ့ဒေသနာစီစဉ်ကနေအားလုံးကိုယေရှုနာမနဲ့ကျူဆိုလိုက်ပါတယ်ဒီကနေ့မနဲ့အားလုံးနဲ့ဝင်ကအလင်းပေးခြင်းနဲ့နှုတ်ဘက်တော်ကောင်းစဉ်လေးကတော့သားသမီးကိုစုံမလို့ရတဲ့အချိန်မှာစုံမပါမစုံမပဲမနေပါနဲ့အလိုပဲလိုက်ပြီးတော့မှမစုံမပဲနေတယ်ဆိုရင် သားသမီးတွေပျက်စီးသွားတဲ့ခါမှာ မိဘတွေကိုဖရာသခင်ဆုံးမနိုင်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တတိပေးရင်းနဲ့အတူတူကလေ့လာခွန်အားယူတော့မှာဖြစ်ပါတယ်အခြေပြုချက်တစ်ချက်အရင်ဖတ်ရအောင်နော်ဓမ္မရာဇဝင် ပထမစာဆောင်ခန်းကြီး3အငယ်7ကနေ73ဖြစ်ပါတယ်အေလိအိမ်တားတို့တဖန်၌ငါပြောသည်မအတိုင်းထိုနေ့တွင်ငါပြုမိပြုဆရှိပြီးမှလက်ဆတ်တမိထိုသူဤတားတို့သည်ကိုယုတ်မာတိတိုင်အောင် ကို ပြုတော်ဒုစရိုက်အပြစ်ကိုတူတိတော်လဲကြက်သေးစွာမဆုံးမပဲနေတော့ကြောင် သူဤအိမ်သားတို့၌ငါသည်အစဉ်အမြဲတံပေးမိဟုငါပြောပြီးချက်တော်ညီကိုမတော်မတော်အခုဖတ်သွားတဲ့ကျမ်းချက်ဟာဆိုလို့ရှိရင်ဖယားသခင်ကိုတိုင်းကလေးသူငယ်ဖြစ်တဲ့ရှမွေလာကိုဖွင့်ပြပေးနေတာဖြစ်ပါတယ်။ဘာဖွင့်ပြပေးနေရလဲဆိုတော့အေလီရဲ့သားတွေကိုငါဆုံးမမယ်။ပြီးရင်အေလီဆိုတဲ့ဒီအမှုတော်ဆောင်ကြီးယစ်ပရောဟိတ်ဘောနော်ဒီယစ်ပရောဟိတ်ကိုလည်းငါဆုံးမမယ်။ဘာလို့အေလီကိုဆုံးမမှာလဲဆိုတော့ သူ့ตาဒီလောက်ဆိုးတာကို तू မဆုံးမပဲနေတယ်။ဒါကြောင့်ตาကိုဘုရားသခင်က၂ရောက်တော့မှအေးလီကိုပေးထားတယ်။ဒါပေမဲ့အေးလီက ကောင်းမွန်တဲ့ဖခင်တယောက်မဟုတ်ခဲ့ဘူး။အေးလီကဘုရားသခင်ရဲ့မုံမြက်တဲ့အမှုတော်ဆောင်တယောက်ဖြစ်ခဲ့တယ်ဆိုပေမဲ့ကောင်းတဲ့ယိပရောဟိတ်တယောက်ဖြစ်ခဲ့တယ်ဆိုပေမဲ့ကောင်းတဲ့ဖခင်တော့မဖြစ်ခဲ့ဘူး။ဘာလို့လဲဆိုတော့ตาသမီးကိုဆုံးမလို့ရရဲ့ตาနဲ့မဆုံးမပဲနေတယ်လို့ကျမ်းစာထဲမှာပေါ်ပြတယ် ဲ့ဒီခေတ်ကာလမှာဗိမာန်တော်မှာအာဦးဆောင်လုပ်တဲ့သူကယစ်ဘရိုဟိတ်လုပ်တဲ့သူကအေးလီဆိုတဲ့သူဖြစ်တယ်ဆိုတော့အေးလီဆိုတဲ့သူမှာတားနှစ်ယောက်ရှိတယ်လို့ကျမ်းစာထဲမှာဖော်ပြတယ်အေးလီရဲ့တားနှစ်ယောက်ဟောဖနီနဲ့ဖိနဟဟာဆိုလို့ရှိရင်ဖယားသခင်ကိုမတိတဲ့သူဖြစ်တယ်ဆိုမှဓမ္မရာဇဝင်ပထမစာဆောင်အခန်းကြီး1မှာတည်တည်ချာချာလေးရှင်းပြထားတယ်သူတို့ကဘလောက်ထိဆိုးလဲဆိုရင်ဖယားသခင်ကိုမတိတဲ့အတွက်ကြောင့်ယစ်ဘရိုဟိတ်အရာခံထားပေမဲ့လည်း ဖယားသခင်ကိုလာကိုးကွယ်ပြီးတော့မှလာပူဇော်ပါတာတဲ့အသားတွေကိုသူတို့လူယူတယ်နိုင်ထက်စီးနင်းလုပ်တယ်ပိုးဆိုးတာတခုကပါလဲဆိုတော့စက်ကတ်နေတဲ့အမျိုးသမီးတချို့တချို့တော့သူတွေနဲ့ပြင်းမာတယ်လို့ကျမ်းစာထဲမှာဖော်ပြတယ်ဘယ်မှာလဲဆိုတော့ဓမ္မရာဇဝင်အာပထမစာဆောင်အခန်းကြီးနှစ်အငယ်20 23 24မှာဖော်ပြတယ်သေးတော်ခါနာမှာစီဝေးတော်မိမနဲ့မာယွန်းเจ้าကို၎င်းတဲ့ ကြားတိလင်းတဲ့ဘသူကြားတိရလဲဆိုဖခင်ကြားတိတာဖခင်ကအဲ့ဒီအကြောင်းအရာကိုတိပေမဲ့လဲသူများတွေသူ့ကိုအများကြီးလာတိုင်ပေမဲ့လဲသူကစကားတစ်ခွန်းနှခွန်းပဲပြောတယ်ငါသားတို့ဒီလိုလောက်တော့မကောင်းဘူးနော်ဒါတော့ပဲပြောတယ်သူတို့ရဲ့တာဝန်ကိုမရက်တန့်ဘူးသူတို့သူတို့ကိုဘာဖြစ်လဲအဲ့ဒီယစ်ပရောဟိတ်တာဝန်ဆက်ပြီးမှပေးထားတယ်အေလီကယစ်ပရောဟိတ်တာဝန်ကိုကောင်းကောင်းလေးထမ်းဆောင်ခဲ့တယ်ဆိုပေမဲ့သူ့သားကိုလည်းသူ့နေရာမှာထားပြီးတော့မှ လှုပ်စေတဲ့အတွက်အမားကြီးမာခဲ့တာပဲသူ့သားကိုအဓိကသူတေချာမဆုံးမခဲ့ဘူးမပဲ့ပြင်ခဲ့ဘူးတေတေချာချာကြက်သေးစွာမဆုံးမဘူးလို့ထာဝရဘုရားကရှမွေလောက်ကိုအဲ့လိုဖွင့်ပြတယ်ဒါကြောင့်ထာဝရဘုရားရှမွေလောက်ကိုထပ်ပြီးမှဖွင့်ပြတာကဒါကြောင့်တဲ့ငါအေလီသားနှစ်ယောက်ကိုငါဆုံးမမှာဖြစ်တယ်လို့အဖေလှုပ်တဲ့သူလည်းငါဆုံးမမယ်စီရင်မယ်တဲ့ โอเคဒီနေရာနေတေချာကြည့်မယ်ဆိုလို့ရှိရင်ဓမ္မရာဇဝင်ပထမဆာဆောင်အခန်းကြီး3အခန်းကြီး4အခန်းကြီး5ကိုဆက်ဖက်မယ်ဆိုလို့ရှိရင်တကယ်ပဲဘုရားသခင်ကအေလီရဲ့သားနှစ်ယောက်ကိုဘာဖြစ်လဲစီရင်တော်မူတယ်တိုက်ပွဲမှာကြဆုံသွားတဲ့အဖြစ်ဖြစ်စေတယ်အဲ့ဒီတည်င်းကိုကြားရတဲ့အေလီကလည်းတခါတည်းမူးလဲပြီးတော့မှတေသွားတဲ့အဖြစ်ဖြစ်သွားတယ်ဆိုလိုချင်တာကသားတွေကိုမဆုံးမတဲ့အတွက်ဘုရားသခင်ကလာဆုံးမတဲ့အဖြစ်ဖြစ်လာတယ် ဒါကြောင့်ချစ်တော်ညီကိုမောင်တော်မတို့ဒီကနေ့အားလုံးနဲ့ဝင်ငှချင်တဲ့အဓိကအကြောင်းရင်းတစ်ခုပဲရှိတယ်။သားသမီးရှိလားကျွန်တော်မေးချင်တယ်ချစ်တော်ညီကိုမောင်တော်မတို့မိပါတယ်ချစ်တော်ခရိယံမိပါတယ်သားသမီးရှိလားသားသမီးရှိတယ်ဆိုရင်ဆုံးမနော်ဆုံးမနော်အလိုလိုက်တင်းတဲ့နေရာလိုက်ဒါပေမဲ့ဆုံးမတင်းတဲ့နေရာမဆုံးမပဲမနေနဲ့ဆုံးမရမယ်ဆုံးမပါဆုံးမပါဆုံးမဒီတည့်ရက်နေ့ရက်မှာအများကြီးကျွန်တော်တို့ဝင်ငှလာပြီနော်ဒီကနေ့မှာတော့ ဟိုဘာလဲဆုံးမခြင်းနဲ့ပတ်သက်ပြီးမှတကယ်လို့မိဘတွေမဆုံးမဘူးဆိုရင်ဖယားသခင်ကမိဘတွေကိုဆုံးမနိုင်တယ်ဆိုမှကျွန်တော်တတိပေးခြင်း ਨੇ တကယ်လဲဟုတ်တယ်လေအေလီကိုကြည်ပါလားနော်ယစ်ပရောဟက်အေလီကိုကြည်လားအေလီကဖယားသခင်ရဲ့အမှုတော်ဆောင်ကောင်းတယောက်နော်ဒါပေမဲ့ဖခင်ကောင်းတော့မဖြစ်ခဲ့ဘူးဘာလို့လဲဆိုတော့သူဟာကိုယ့်ရဲ့သားနှစ်ယောက်ကိုကြက်တဲဆိုတာမဆုံးမခဲ့ဘူး ကုံကုံပြောမယ်ဆိုလို့ရှိရင်အဲ့ဒီခင်မှာ तू ကဗိမာန်တော်မှာ तू ကဟိုပါလေခေါင်းဆောင်ဖြစ်တယ် तू ခေါင်းဆောင်ဖြစ်တဲ့အတွက်ကြောင့်သူ့သားနှယောက်ကိုချက်ချင်းပါလေအမှုအမှုတော်ဆောင်ကနေခေတ္တရက်နာထားလို့ရလို့ထုတ်ပယ်ထားလို့လည်းရတယ်ဟိုပါလေဒံပေးလို့ရတယ်ဒံခတ်လို့ရတယ် तू မလုပ်ဘဇက်နဲ့ပဲတခွန်းတခွန်းပဲပြောအဲ့လိုပဲပြစ်ထားတယ်မျက်စိတစ်ဖက်မိတ်တစ်ဖက်ဖွင့်ထားတာပေါ့နော်ဘယ်လိုပြောမလဲဆိုတော့ဟိုပါလေသားတွေရဲ့လှုပ်ရက်ကို तू တွေ့တယ် तू မြင်တယ်ဒါပေမဲ့တခွန်းတခွန်းပဲပြောမှမတိတလို့လို့နေတယ်ပေါ့နော်ဘုရားခင်မတိဘူးလား တိတာပေါ့ဒါကြောင့်ရှမွေလာကိုဖွင့်ပြတာရှမွေလာတိတွားတဲ့အခါမှာနိုးလာတော့အေလီယာသူ့ကိုမေးတယ်လေဘုရားသခင်နဲ့ဘာဘာဖွင့်ပြလဲငါ့ကိုပြောပါဆိုတော့ရှမွေလာမပြောပြရေဘူးဘာလို့လဲဆိုတော့အေလီယာမိသားစုဝင်တစ်ခုလုံးကိုဘုရားသခင်စီရင်မယ်ဆိုတာကိုဘုရားသခင်ကသူ့ကိုဖွင့်ပြတဲ့အတွက်သူကအေလီကိုမပြောရေဘူးပြောလို့ရှိရင်ဒါတင်းကောင်းမှမဟုတ်တာဟုတ်တယ်နော်ဒါပေမဲ့အေလီကတော့သူ့ကိုပြောပါဆိုမှအတင်းတောင်းဆိုတဲ့အတွက်ရှမွေလာနော် ကလေးသူငယ်ဖြစ်ဖြစ်နေသေးတဲ့ရှမွေလာကအကုန်အစင်ပြောပြလိုက်တယ်။ဘုရားတခင်ကနေအိမ်ကိုဆုံးမတော့မှာ။အဲ့ဒီလိုဆုံးမတော့မှာလို့ပြောရဲ့သားနဲ့ကိုသူချက်ချင်းပါဖြစ်လေ။ကိုသားတွေကိုတွားမှမသားစီဘူးမဆုံးမဘူး။နောင်သားရအောင်တော့မလို့။ဒါကြောင့်လဲတကယ်ဘုရားတခင်ကသူ့ကိုနောက်ဆုံးဆုံးမခဲ့တာ။တကယ်ဆုံးမခဲ့တာ။ဒါကြောင့်ချစ်တော်မိပါလေချစ်တော်ခရိယာမိပါလေကျွန်တော်တတိပေးချင်တယ်ကျွန်တော်အပါဝင်ပေါ့နော်ကျွန်တော်လည်းခရိယာမိပါတယောက်ပဲနားထောင်နေတဲ့ခရိယာမိပါလေကျွန်တော်အပါဝင်ကျွန်တော်တို့အတူတူက ခံယူတိဆောက်ရအောင်ခံယူတိဆောက်ရအောင်ဘုရားသခင်ကကျွန်တော်တို့ကိုသာသမီပေးထားတာကကျွန်တော်တို့ဆုံးမပဲ့ပြင်ဖို့တာဝန်ရှိတယ်နော်တင့်မှာဆုံးမပဲ့ပြင်ဖို့တာဝန်ရှိတယ်ကလေးသူငယ်တွေမားနေတယ်ဆိုလို့ရှိရင်တို့ကိုထိန်းချောင်းပေးဖို့ဆုံးမပဲ့ပြင်ဖို့ကျွန်တော်တို့မှာတာဝန်ပြည့်ဝရှိတယ်အားနေပါစေထားပါစေဆိုမှဖူးဖူးမှုတ်ထားမယ်ဆိုလို့ရှိရင်ဒီကလေးသူငယ်တွေကမန်ကန်တဲ့လမ်းကြောင်းမသွားဘဲနဲ့မာယွန်းစွာတော့လူယူးလူမိုက်ဖြစ်သွားခဲ့မယ်ဆိုရင် အပြစ်ကြီးကြီးမားမားလုပ်တဲ့သူဖြစ်လာခဲ့မယ်ဆိုရင်မိဘတွေကိုဘုရားသခင်ဆုံးမနိုင်တယ်။ဘာလို့လဲဆိုတော့ကျမ်းစာထဲမှာတေချာကြည့်ပါလား။အေလိကိုလည်းဘုရားသခင်ဆုံးမခဲ့တယ်။ဒါကြောင့်ကျွန်တော်တို့ဒုတိယအေလိမဖြစ်ပါနဲ့ကျွန်တော်တို့အမှုတော်မြတ်မှာတော့မှန်တယ်အေလိအတိုင်းကျွန်တော်တို့သင်ခန်းစာယူရမယ်သူ့လိုမျိုးတစ္ဆာရှိရှိစက္ကပ်ရမယ်ဒါပေမဲ့ဒါပေမဲ့တားသမီးကိုလည်းတွန်တင်ဆုံးမဖို့မမေ့နဲ့ဒီနေရာမှာအမှုတော်ဆောင်တွေကိုကျွန်တော်တအားခွန်အားပေးခြင်းတဲ့တတိပေးခြင်းနဲ့ကျွန်တော်လည်းအမှုတော်ဆောင်ပဲ အေးလီကိုကြည်ပါလားအမှုတော်ဆောင်ကိုဆွမ်းဆွမ်းတမန်လုံနိုင်တယ်အမှုတော်ကိုကောင်းကောင်းဆောင်ရွက်နိုင်တယ်တစ္ဆာရှိရှိလုံနိုင်တယ်တိတိကျကျလုံတယ်ဖခင်အပေါ်မှာ तू တစ္ဆာသားရှိတယ်ဒါပေမဲ့တားနှယောက်ကိုတေတေချာချာ तू မတုံတင်ခဲ့ဘူးအမှုတော်မျက်မှားတော့တေတေချာချာစက်ကပ်ပြီးမှတားနှယောက်ကိုတော့ तू တေတေချာချာမတုံတင်နိုင်ခဲ့ဘူးဒီကိမြောက်များစွာတော့ခရိယန်သင်အုပ်ဆရာတွေအမှုတော်ဆောင်တွေအေးဝင်ဂလိဆရာတွေအချိန်ပြည့်အမှုတော်ဆောင်တွေနော်ဖခင်ဖခင်အမှုတော်မျက်မှားတော့ဆွမ်းဆွမ်းတမန်ထမ်းဆောင်ပြီးတော့မှ ို့သားသမီးကိုထိန်းចောင်းဖို့ဆုံးမပဲ့ပြင်ဖို့မှာအများကြီးအားနည်းနေတာကျွန်တော်တွေ့ရတယ်။ဒါကြောင့်စကပုံတစ်ခုရှိတယ်နော်ကျွန်တော်တို့ဒီပါလဲအတင်းသူအတင်းသားတွေမှာပြည့်နှက်နေတဲ့စကပုံတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့အမှုတော်ဆောင်ရဲ့သားသမီးကဟိုပါလဲအလိမ္မာဆုံးမဟုတ်ရင်အဆိုးဆုံးပဲတဲ့။များတော့အဖြစ်ဆိုးနေတာတွေအများကြီးကျွန်တော်တွေ့နေရတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့အမှုတော်ဆောင်လုပ်တဲ့မိခင်ဖခင်တွေကကောင်းကောင်းလေးမတုံသင်တဲ့အတွက်ကြောင့်အဲ့လိုတွေဖြစ်လာတယ် ါကြောင့်ဒုတိယအေလိကျွန်တော်တို့မဖြစ်ပါစေနဲ့လို့ဆက်လက်ပြီးမှခွန်အားပေးခြင်းနဲ့ Okay ညီကုံချုပ်ရအောင်ဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်ကတခွန်းပါပဲအဲ့ဒါကတော့သားသမီးကိုစုံမပါစုံမပါစုံမပါအလိုပဲလိုက်မနေပါနဲ့ဖူးဖူးမုံမထားပါနဲ့နော်အမှုတော်ဆောင်သားသမီးပဲဖြစ်ဖြစ်နော်သင်းအုပ်ဆရာသားသမီးပဲဖြစ်ဖြစ်နော်ခရိယံယုံကြည်သူဒိုင်းယုံကြည်သူဒိုင်းသင်ဟာမိဘဟုတ်တယ်ဆိုရင်သားသမီးကိုမားနေတယ်ဆိုရင် မားကြောင့်ထောက်ပြပါတားစီးပါ အချိန်မီတားစီးပါ မဟုတ်ရင်ဖျားသခင်ကကျွန်တော်တို့လာစီရင်มาဖြစ်ပါတယ်ဒါလေးကိုနှလုံးသွင်းနိုင်ကြပါစေเนาะအတူတူကဆုတောင်းရအောင်ဂျေဆုတော်ချီးမွမ်းတဲ့ကိုတော့ဒီကနေ့မနက်မှာလဲသားသမီးကိုစုံမဖို့ရန်အတွက် ကိုတော့ဆက်လက်ပြီးမှအလင်းပေးတယ် တားသမီးတွေကိုမဆုံးမရင်ကိုတော်ဒီကျွန်တော်တို့ကလာဆုံးမမယ်ဆိုတာခရီးယမိပါတွေကိုတတိပေးတဲ့အတွက်ဂျေဆုတော်ချီးမွမ်းတယ်အသက်တာထဲမှာတကယ်ပဲကိုတားသမီးကိုနှုတ်ကပတ်တော်အတိုင်းဆုံးမပြည့်ပြင်လမ်းပြနိုင်ဖို့ရင်ကိုတော်ခွန်အားပေးပါမိကြောင်းဂျေဆုတော်ချီးမွမ်းတဲ့ဆုတောင်းတဲ့အခါမှာကေတင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖဖရာအာမင်အရောက်ချင်းစီတိုင်းကိုဖျားရှင်ကောင်းချီးပေးပါစေတော့